ဲ့တော့ကျွန်တော်ပြောခဲ့တာကတော့အဲပြောပြောရွှေရွှေနေပြီပါဆိုပြီးတော့ပြောခဲ့တာပေါ့ဘူးလေးရစာပေးများရော့နော့နော့ကိုမြန်မာနေတောင်းနေရပါဘူးကိုငယ်တောင်းကျွန်တော်အများကြီးတော့ကျွန်တော်မပြောချင်ပါဘူးအမြဲတမ်းကြိုးစားရလေးပဲနေပြီပါလို့မပြောဥစားတိလို့ တော်လိုက်တာနော်တော်လိုက်တာမပြောနေလေအပေါ်ပဲအဲ့ဒါသူ့ကိုပဲပြန်ပြီးဆွတောင်းပေးလိုက်တယ်လေကိုယ့်တက်ကိုဆွမတောင်းတော့ဘူးတဲ့မသူ့အတွက်ပဲကျွန်တော်ကပြန်ဆွတောင်းပေးလိုက်တယ်အဲ့ဒါလေးပို့ပေါင်းပါလေယေရှု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 အာကျွန်တော်ပေးတာရတော့ရှိပါတယ်ဒုက္ခတွေဒုက္ခတွေတောကတွေနော်ဒါကစားတာပါဟိုကျွန်တော်တို့အများဆုံးအဖြစ်မွေးနေ့တွေဆိုလို့ရှိရင်ဟိုရှူတင်နဲ့ပဲဖြတ်တန်းဖြစ်တာများတယ် surprise ရတာသူကတော့ဟိုသာရေခဲလုံးလေးတပူးမနာလားမနာတော့လိုက်ပါ surprise တွေရတယ်ဂျာတီဥတုကိုပူယူလိုက်ရတယ်ရေခဲလေးပါထည့်ပြီးကြိုက်တာကိုကကိုလာပြီပါအဲဒီနေ့ကတော့စိတ်နှမ်းတော်ကပြုတ်တော့တဲ့ဒါဟိုကွဲတစ်ခုပေါ့နော်ဆိုတော့ဟိုဒါတာဂီတမှာဟိုစံကွဲဖွင့်လိုက်တဲ့စံကွဲရတာ၄နှစ်ပြည့်တာ၄နှစ်ပြည့်ပွဲလေးမှာဒါကျွန်တော်တို့တွေဟိုဟို ဒီပါဝင်ပြီးတော့မှဒါကျွန်တော်တို့တွေစိတ်နဲ့တော့ limit ပြည့်ပွဲလေးမှာကျွန်တော်ပါဝင်ဖြစ်တာပါအဲ့တော့ဒီပွဲလေးကိုပါဝင်ရတဲ့အတွက်လည်းပြည်သူတွေအများကြီးနဲ့တွေ့ဆုံရတဲ့အတွက်လည်းအရန်ဝမ်းသာပါတယ်အရန်လက်ပြော်ပါတယ်ဗျဟုတ်ဒီနေ့ကတော့ဆိုပြီးလို့ဒီတာဂက်တာမှာကျမပြုလုပ်တဲ့စိတ်နဲ့တော့ဒါဆိုင်ခွဲပေါ့နော်၄မိနစ်ဒါမရပွဲ၄မိနစ်ပြည့်ပွဲလေးမှာဆိုပြီးလို့ဒါပညာရှင်မောင်မားတွေအများကြီးနဲ့အခုလိုမျိုးပေါ့နော်ပျော်ရွှင်လေးဆင်ရတာအရန်ပျော်စရာကောင်းပါတယ်အဲဒီနေ့ကတော့ ဟိုဒါ private day ပေါ့နော် private day လို့ပြောလို့ရပါတယ်ဟိုတကယ်တကယ်တော့ကျွန်တော်မွေးနေရမနေ့ဖြန်မှာပါမေ၁၂မှာဒါကျွန်တော်မွေးနေပေါ့နော်ဆိုတော့ဒီနေ့ကတော့ဒါ private day သဘောမျိုးလေးဒါဖြစ်သွားတယ်ပေါ့စိတ်နှမ်းတော်ကလည်းစီစဉ်ပြီးတယ်ပြည်ပြည်သက်တရားလည်းဟိုကျွန်တော်နဲ့အတူတူဟိုဝမ်းပြီးတော့ပျော်ရွှင်ပြီးတယ်ပျော်ရွှင်စွာဖြတ်တန်းပြီးတဲ့အပေါ်မှာဟိုတကယ်လို့မှဝမ်းတန်ကြကောင်းပါတယ်အရင်လက်ပျော်ပါတယ်နောက်တစ်ခါကျတော့အမှုပညာကြီးကိုမွန်မာရီနဲ့အဲပြောစိတ်နှမ်းတော်အခွဲနဲ့တခြားတခြားသော ဒီ app ပြည့်တဲ့ပြည့်တဲ့အများကြီးနဲ့ပြည့်တဲ့အားလုံးနဲ့အတူတူအာ private day ကိုအခုလိုမျိုးလေးပြပြရွှေရွှေနဲ့ဖြတ်တန်းခွင့်ရတာအရန်ဝမ်းသာပါတယ်ဗျဟုတ်ကဲ့ဟုတ်အဲ့တော့ကျွန်တော်ပြောခဲ့တာကတော့အာပြပြရွှေရွှေနေပြီပါဆိုပြီးတော့ပြောခဲ့တာပါဟုတ်ကဲ့မပြောဥစားတိလို့တော်လိုက်တာတော်လိုက်တာ ပြလိုက်တာမပြောနေလေအပေါ်ပဲအဲ့ဒါသူ့ကိုပြန်ပြီးဆွတောင်းပေးလိုက်လေကိုယ့်တက်ကိုဆွတ်မတောင်းတော့တဲ့သူ့အတွက်ကိုကျွန်တော်ပြန်ဆွတောင်းပေးလိုက်တယ်အဲ့ဒါလေးပို့ကောင်းပါလေအဲကျွန်တော်ပေးတာရတော့ရှိပါတယ်ဒုက္ခတွေဒုက္ခတွေတောကတွေနော်ဒါကစားတာပါဟိုကျွန်တော်တို့အများဆုံးအဖြစ်မွေးနေ့တွေဆိုလို့ရှိရင်ဟိုရှူတင်နဲ့ပဲဟိုဖြတ်တန်းဖြစ်တာများတယ်အလုံးနဲ့ပဲဖြတ်တန်းဖြစ်တာများတဲ့အခါကျတော့အာဘယ်လိုပြောရမလဲဟိုရှူတင်နဲ့ပဲဟိုမွေးနေ့ကတော့ ဖြတ်တန်းဖြစ်တာများတယ်ပေါ့နော်ဒါမဲ့လည်းဟိုဘယ်လိုပြောရမလဲဟိုမွေးနေ့ပွဲလည်းလောက်တာမျိုးကြီးလည်းရှိပါတယ်ဆိုတော့ဟိုအတူပွဲနေလည်းကျွန်တော်ဖြတ်တန်းဖြစ်တာမျိုးကြီးရှိတဲ့အခါကျတော့မွေးနေ့မှာတော့ဟိုသူစားကြီးတော့ဟိုတွေ့ဖြစ်တာမျိုးကြီးလို့တော့မရှိပါဘူးအမှုပညာညီကိုမောင်နှမတွေဟိုအမှုပညာဒီဟိုဟိုတငယ်ချင်းအပေါင်းအသင်းတွေကနေပြီးတော့ကဟိုပျော်ရွှင်စရာကောင်းတယ်ဟလာဟို performance တွေတခုအနေနဲ့ပြည့်တက်တွေကိုဟလာ performance တွေတခု အားလုံးအတူစုပေါင်းပြီးတော့လုပ်ပြတယ်လို့ပဲကျွန်တော်တို့လည်းမြင်ပါတယ်ဒီပုံမှာလည်းအရင်လဲပျော်ပါတယ်ပျော်လဲပျော်ခဲ့ရပါတယ်ဟုတ်ကဲ့ဟုတ်အတူပြောသားလို့ပါတော့ဒါဆိုပြီးတော့အနေနဲ့ဒီဒီအစီအစဉ်တွေပါလာတော့ကျွန်တော်တို့မသိရဘူးနော်အစိမ့်နှန်းတော့ထုံးစံအတိုင်းသူတို့ပွဲတွေဆိုလို့ရှိရင်သူတို့ ဘာဘာဘာဆိုတဲ့အစီအစဉ်တွေလည်းပြရတယ်နော်ဆင်ပေါ်ကြတော့မှာပဲကိုစိုးရီရဲ့က performance တစ်ခုအနေနဲ့ gain ခုအနေနဲ့အဲ့လိုမျိုးချက်ပြတ်တော့အဲ့ခါကျမှ surprise ဖြစ်တာတော့နော်အဲ့လိုမျိုးအရင်နဲ့ပြောရတာမလဲဆိုင်ကြရင်ပါလဲပြီးတော့ပါအဲ့နိဘာကျွေးမဩဘာကျွေးမလဲလို့မေးရမှာအမကမေးဖို့မားနေတယ်ဟိုအဲ့တော့လေကျွန်တော်ခုနကတော့စင်မမာတွေကကျွန်တော်ကတိတ်ပြီးသားလေအဲ့ဒါကြောင့်သူ့တက်ကိုပဲကျွန်တော်ဆွတ်တောင်းပေးလေတကယ်ကမွေးလေးရှင်ကကျွန်တော် ဟုတ်မလား body present ကျွန်တော်ရရမှာဒါပေမဲ့လာပါလားသူ့အတွက်ကိုပဲကျွန်တော်ဆူတောင်းပေးလိုက်နော်ညီမလေးအဲ့တော့ကစီတော့မနေပါဘူး။မနေပါဘူး။နည်းနည်းလေးပဲနော်။မနေပါဘူး။မနေဘူးလား။ဟုတ်တယ်။ surprise ရတာသူကတော့ဟိုသာရေကဲလုံးလေးတပူးပနာလားမနာတော့ဘူး။ surprise ရတာ။ဂျာတီဥတုပွေပူယူလိုက်ရတယ်။ရေကဲလေးပါထည့်ပြီးကြိုက်တာ။ Coca-Cola ပဲပါလေ။ အဲကျွန်တော်တော့ဘာပြောပြောပါတယ်ဟိုဒါကလည်းဟိုခုနပြောသလိုပေါ့နော်ဟိုဒီဟိုအပွဲမှာဟလာဟိုဘယ်လိုပြောရမလဲပြစ်သက်တွေလည်းပျော်ရွှင်ရအောင်ဆိုပြီးတော့ဒါ performance လုပ်တဲ့သဘောမျိုးလည်းပါပါတယ်ဗျာဟုတ်ကဲ့ဟုတ်ဟိုမနေ့ပြန်ကြလို့ရှိရင်တော့ကျွန်တော်မွေးနေမှာကျွန်တော်ဟိုအလှူလေးတွေလုပ်ပြီးတော့ပဲကျွန်တော်ဖြတ်တန်းဖြစ်မှာပါမနေ့ပြန်ဟိုကျွန်တော်အာစူရီသားကျွန်တော်ကျွေးပါမယ်စူရီသားအလူပေါ့နော်အဲ့ဒါလေးလုပ်ပါမယ်အပြီးတော့အာတန်ဃာတော်တွေကိုကျွန်တော်ဆုံးကပ်ပါမယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကုန်းကြီးလည်းဝင်ပါပါ ဘုန်းကြီးတော့ဒရော့ဆယ်တော့မဟုတ်သေးဘူးဟောအကူကအေးအောင်လို့အေးအောင်လို့ဘာပြောပြခေါင်းအေးအောင်လို့ငါ့အကူတသနာမှန်လေဝင်လာမြင်ဘူးလားအမြင်ဘူးပါလေမြင်ဘူးလားမြင်ဘူးပါတပ်ပုံပါတပ်ပုံလေတပ်ပုံတပ်ပုံအဲ့ဒီမှာမြင်ဘူးချင်လားတဲ့ဖြည်းဖြည်းဖြည်းလိုက်လေဖြည်းလိုက်လေကောင်းပါတယ်ဒီတိုင်းပဲ